အားလုံးပဲမင်္ဂလာပါကျွန်တော်ရော V လေးပါပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့အတိုင်း Free Token 69ကိုဘယ်လိုရနိုင်မလဲနဲ့မြန်မာငွေ၄000လောက်တုံးပြီး Now Do Collect Skin တကောင်ကိုဘယ်လိုကုန်းစင်းလို့ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြီး Like လုပ်လေးနှိပ်ထားပေးဖို့နဲ့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်အောင် အနည်းချက်နဲ့နောက်တို့တို့ collab လုပ်ထားတဲ့ event တွေအားလုံးကခုမေလ2ရက်နေ့အောက်ကြနေ့7နာရီခွဲမှာ official server ကိုရောက်ရှိရတော့မှာဖြစ်ပြီးတော့ဒါ free event တွေအများကြီးပါမယ်ပြင်ဦးမှာနောက်တို့ Sasuke, Sakura, Kakashiro ရဲ့ skin တွေကို draw လို့ရမယ် event တွေလည်းပါဝင်လာမှာဖြစ်ပြီး Amagichi Tower နဲ့ Naruto နဲ့ Sasuke တို့ရဲ့ဒုတိယ effect ကို draw လုပ်လို့ရမယ် event လည်းပါဝင်လာမှာဖြစ်ပါတယ်။ဒီ draw လုပ်လို့ရမယ် event တစ်ခုက မေလ2ရက်နေ့ကနေဂျွန်လ15ရက်နေ့ထိကြာမှာဖြစ်ပြီးပြောရမယ်ဆိုရင်စုစုပေါင်း45ရက်တောင်ချမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Collect Gain ကောင်ရဖို့ ASC Sign လုပ်ရပါတယ်။ဒါအပြင် Drawdown Gain ကလည်း99ကတိပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Collect Gain ကောင်ရဖို့ဆိုတာလုံးဝကိုသိကြပါတယ်။ဒီ Drawdown Gain 99ခုဆိုတာမွန်တုံးကိုတိုင်ကအီဗန်ကိုင်းမှာအတီလင်းပြောထားတဲ့အတွက်ကြောင့်မို့လို့ဘလို့ပုံစံနဲ့ဘဏ္ဍကက်ပေးမလဲဆိုတာကိုတစ်ချက်လောက်အတူတူကြည့်လိုက်ရအောင်။ဒီမှာဆိုရင်ကပ်ပုံစံကနှစ်ခုဖြစ်နေတယ်။ တစ်ခုကစัจจပုံစံအနီယောင်ကလေးဖြစ်ပြီးတော့နောက်တစ်ခုကစာလိပ်ပုံစံပြောင်ကလေးဆိုပြီးနှစ်မျိုးခွဲထားလိုက်မယ်။စัจจပုံစံအနီယောင်ကလေးကနာဟုတိုဆာစကေးဆာကူရာဖကာရှိအဲ့ဒီစကင်လေးကောင်တော့တဲ့အီဗန်မှာတောင်းပါဖြစ်ပြီးတော့စာလိပ်ပုံစံအဖြူရောင်ကလေးကနာမဖီချီတာပေါ်နဲ့လုံးတင် effect တွေထော်တဲ့နေရာမှာတောင်းပြရမှာဖြစ်ပါတယ်။အခုအပေါ်ဆုံးက3လို့ပြထားတဲ့ကလေးနဲ့ကကကျွန်တော်တို့အားလုံးရပြီးသားဖြစ်ပါတယ်။ ။တခုကတော့ဒေါက်တာအီဗန်ကို follow လုပ်တာနဲ့အနီအောင်ကလေးတကယ်ရမယ်။ follow campaign ကနေပြီးတော့လည်းအပြူအောင်ကလေးတကယ်ထပ်ရထားပါမယ်။နောက်ထပ်မေလ၂ရက်နေ့ကနေဂျွန်လ၁ရက်နေ့မှာ new ninja recruitment ဆိုတဲ့ event နဲ့အတူတူတကယ်ကို free pay ဥမှာဖြစ်တယ်။နောက်ထပ် Chicago Ramen Daily Sign event နဲ့ After Free Second Parrot Ninja event နဲ့ Free Second ကိုပေးသွားမှာဖြစ်ပါတယ်။ဒီမှာပေးမှာက90တကယ်ဖြစ်ပြီးတော့ဒီကက်တွေကအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့ဘီတင်နဲ့လဲရမှာဖြစ်ပြီးအနီးကက်နဲ့အဖြူကက်ကြားမှာမြင်းဆောင်လေးခံထားတဲ့အတွက်ကြောင့်မို့လို့ နှမျိုးရဲတမျိုးပဲရမှာဖြစ်ပြီးကိုကြိုက်တဲ့ဟာကိုရေးလို့ရမယ့်ပုံစံမျိုးဖြစ်ပါလိမ့်မယ်။ဒီ beat လေးနဲ့လဲရမယ့်ပုံစံကတော့ဒီလိုပုံစံမျိုးလေးဖြစ်ပြီးတော့စုစုပေါင်း beat နဲ့လဲလို့ရမှာက22ကက်လဲလို့ရမှာဖြစ်တဲ့ color scheme နဲ့ယူမဲ့သူတွေအနေနဲ့ကတော့အနီရောင်ကက်တွေပဲလဲဖို့အတွက်အကြံပေးခြင်းပါတယ်။နောက်ထပ် draw event အတွက် premium supply ကမေလ9ရက်နေ့နဲ့မေလ23ရက်မှာနှစ်ခါလာမှာဖြစ်ပြီးတော့ diamond recharge နဲ့ diamond use test တွေသုံးပြီးရလို့ရှိရင် face တစ်ခုမှာ26ကက်စီပေးတော့မှာဖြစ်လို့ဒီမှာကကျွန်တော်တို့58ကက်ရမယ် ။ဒုတိယအဖက်နဲ့တာဝါဒရောအီဗန်အတွက်ပရီးမီယာဆပ်ပလိုင်းကတော့မီလာ၁၆ရက်နေ့မှာတချိန်မဲလာမှာဖြစ်ပြီးခုနကလိုမျိုးမဟုတ်တော့ဘဲနဲ့ဒီမှာတော့ Diamond Richard Test ပဲလာမယ်လို့ကြားထားတယ်။ဒီမှာကစုစုပေါင်း၁၈ကပ်ရမှာဖြစ်ပါတယ်။လူငယ်အနေနဲ့တွေ့ကြည့်မယ်ဆိုရင်အပေါ်မှာပထမဆုံး၂ကပ်အောက်မှာက၁ကပ်ပြီးတော့၁၀ကပ်၂ခါနဲ့၂၉ကပ်၂ခါပြီးတော့တရှိကဆိုတော့အားလုံးပေါင်းတိုတယ်69ပဲရမှာဖြစ်ပါတယ်။အလဲက20ကကကိုကြိုက်တဲ့တက်တိုက်ကိုရွေးပြီးယူလို့ရမှာဖြစ်တဲ့ကြောင့်မလို့ ကင်ဒရော့ကက်လဲမဲ့သူတွေကကင်ဒရော့ကက်အနေနဲ့ဘယ်လောက်ရမလဲဆိုတော့ပထမဆုံးတစ်ကက်အလဲကရမယ်20တကက်ကကင်ဒရော့ကက်ပဲလဲမယ်ဆိုလို့ရှိရင်အမှ20တကက်ပြီးတော့ပရီးမီယံဆပ်ပလိုက်29ကက်နှစ်ခါရမှာဆိုတော့အားလုံးပေါင်း total စုစုပေါင်း190ရရှိမှာဖြစ်ပြီးတော့ our draw event အတွက်လဲမဲ့သူတွေကတော့အပေါ်ဆုံးကတကယ် I don't ever slow up no I don't take shit I got no love for the fakeness if you wanna play tough and wanna hate this although show up don't ever slow up No, I don't take shit I got no love for the fake fakeness If you wanna play tough and wanna hate this I'll always show up so instinctive and so passionate. Every word I move so descriptive, like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness, a reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious because you are your inferior You know I'll always be a bit superior Get off of me, this ain't no humble brag I want you to hear words, you can say them back I want you to feel free from the chains at last And to believe in what you got, it was built to last, yeah Now that I've been put through, through hell I never slow up No, I don't take shit I've got no love for the fakeness If you wanna play tough and wanna hate this I'll always show up make a statement. I'm gonna learn the consequence of being incompetent. Mental health is confidence, dreams into modestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical, something that is topical. Rub it on and watch it go. Make yourself unstoppable. Dreams are irresponsible, but they're always possible. If you just believe, you could be so remarkable. Thoughts in my head, a collage and they spread. I'll be great one day, going off of my meds. No, I'm not giving up, no, I'm not giving in. I will make it to Stop taking off in the wind, I gotta make it I'm saving every day to taste it, I'm patient But my mind, it can hardly take it I'm chasing a dream that I've had for several ages A vacant modern kingdom for the taking Now that I've been put through hell I never got anyone's help I had to do it all myself I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love I'm gonna open a song, I don't judge him, I'll give you up မီလာ23ရက်နေ့ရောနှစ်ခုလဲပြီးရတဲ့ခါကျရင်ကျွန်တော်တို့အကောင့်ထဲမှာတိုင်းမို့350ကျန်းမှာဖြစ်တယ် ခုနက phase 1လို့ပဲ24ရက်25ရက်26ရက်3ရက်မှာ1 draw စီခဲ့လိုက်မယ်အဲ့ခါ26ရက်နေ့1 draw ထည့်ပြီးတဲ့အခါမှာကျွန်တော်တို့အကောင့်မှာ diamond က335လုံးပြန်မှာဖြစ်တယ်ပြီးတော့လည်ပြီးတော့ test တွေပြေးသွားတဲ့အခါကျရင်လည်း free token ကနောက်ထပ်29ပဲထည့်ရမှာဖြစ်လို့လည်းကြောင်းမလို့ phase 2ကလည်း phase 1လို့ပဲနောက်ထပ်34ချိန်ကျော်ကြာသွားမှာဖြစ်တယ်ဒီမှာဆိုရင်တစ်ချက်ကြည့်ကြည့်လိုက်ပါမေလ23ရက်နေ့မှာ diamond 350ကျန်တယ်အဲ့ဒီ350နဲ့ weekly pass ကပေးတယ် ဒိုင်းမွန်20နဲ့ပေါင်တော့380ရှိမယ်အဲ့ဒီနေ့မှာကျွန်တော်တို့ဒိုင်းမွန်25လုံးသုံးပြီး one draw လှည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အကောင့်ထဲမှာဒိုင်းမွန်345လုံးကျက်မယ်မေလ25နဲ့26ရက်မှာလည်းအလုပ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ဒိုင်းမွန်250တုံးရမယ် test ကလည်းပြည့်သွားမှာဖြစ်ပြီးတော့တုံးကင်း29ကန်းနဲ့လှည့်လိုက်မယ်ဆိုရင် phase 2ကလည်း phase 1လိုပဲကျွန်တော်တို့34 draw ရရှိသွားမှာဖြစ်ပါတယ် okay နောက်ထပ်မေလ29ရက်နေ့ကနေဂျွန်လ9ရက်နေ့ထိ daily discount နဲ့ 1ဒေါ်12ကျေးဇူးထက်လဲမယ်။ဒိုင်းမွန်အနေနဲ့ဒီကလီဘက်ကတရက်ကို20ပေးမှဖြစ်ပြီး12ရက်ဆိုတော့240ခုနကကျွန်တော်တို့ကျန်တဲ့335လုံးနဲ့ပေါင်းရင်ဒိုင်းမွန်က585လုံးကျန်မှဖြစ်ပြီး daily 12ရက်လဲတော့ကြာတင်မဲ့ဒိုင်းမွန်က300ကြာတင်မှဖြစ်ပြီးဂျွန်လာ9ရက်နေ့ daily 1ဒေါ်လှည့်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ရဲ့ပေါင်တွေမှာဒိုင်းမွန်က295လုံးကျန်နေမှာဖြစ်တဲ့ဒေါ်ကလည်း12ဒေါ်ထပ်ရပါမယ်ခုနက free event ကပေးတဲ့တုံငင်က22ခုနဲ့ ပကင်းနေဒရောရင်ရမယ်ဒရောရဝတ်တဲ့ကတုံငင်တစ်ခုပေါင်းလိုက်ရင်အလုံးပေါင်းတိုတဲ့120ဒရောပြေတော့ပါပြီဒီ event တွေက10ချိန်ဒရောပြီးတိုင်းမှာ event coin က100လောက်ရဖို့ကအသာလေးတည်ကြရတဲ့အတွက်ကြောင့်မို့လို့ဒရော120ဆိုရင် color skin တောင်ကအသာလေးအေးအေးဆေးဆေးရနိုင်ပါတယ်တကယ်လို့များကျွန်တော်တို့ဒီမှာအဲ့ဒီ event ကပေါက်ပြီးသား event item တွေပြင်ရမယ်ဆိုရင်ဒီထက်တောင်ကျွန်တော်တို့ draw မဲ့အကြီးအကျယ်ကျော့သွားအောင်ပါပါ ဒီပထမဆုံး weekly pass ကကျွန်တော်တို့ event မဆခင် diamond လုံးဝမရှိတဲ့သူတွေကထည့်ရမှာဖြစ်ပြီးတော့ diamond 200လောက်300လောက်ရှိတဲ့သူတွေကမဖြစ်လည်းရတယ်။ဒါပေမဲ့ mail 2ရက်နေမှာပဲ draw event နဲ့အတူတူ UOB event ကလိုမျိုး WeChat event တစ်ခုပါလာမှာဖြစ်ပြီးတော့ WeChat stat လုံးုံနဲ့ဝတ်ထုတ်နေတဲ့၃ခုလောက်ထပ်ပြီးရနိုင်နေတယ်လို့ကြားထားတယ်။ WeChat လုံးနိုင်တဲ့သူတွေကတော့ diamond 300မဲ့ရေတွက်ကတိထက်ပို့ပြီးရောက်သွားနိုင်တယ်။ဒါပေမဲ့အဲ့လိုမျိုး WeChat မလုပ်လဲပြဿနာမရှိဘူး။ဒီခုနပြရတဲ့ဇာတ်တိုင်းသွားမယ်ဆိုလို့ရှိရင် Color skin ကောင်က တာလေးအေးစေးရနိုင်ပြီ။ဒါပြင်ကျွန်တော်တို့က weekly best ကနှစ်ခုပြည်လာတယ်။ပထမဆုံးတစ်ခုကမေလ2ရက်နေ့ကနေ10ရက်တွင်းမှာတော့ပုံသွားပြီ။ဒါပေမဲ့ phase 1နဲ့ phase 2မှာကပြည်လာတဲ့ weekly best က6ခုတစ်ခုကိုကျွန်တော်တို့9ရက်အတွင်း20တိပြန်ပေးတယ်။6ခုဆိုတော့42ရက်စာပြန်နေတယ်။ကျွန်တော်တို့ event မှာ join နဲ့ပုံသွားတဲ့ရက်ကရက်30သာပဲရှိသေးတဲ့အတွက်ကြောင့်မို့လို့နောက်ထပ်12ရက်ကပုံနေဦးမှာအဲ့ဒီတွေ12ရက်မှာတရက်ကို20နဲ့တွက်လိုက်ရင်နောက်ထပ်240ထပ်ရဖို့ရှိတယ် event အနေကြံခဲ့တဲ့295လုံးနဲ့ပေါင်းလိုက်ရင် event ပြီးလို့စခင်ရသွားတဲ့အခါမှာကျွန်တော်တို့အကောင့်ထဲမှာ diamond 915လုံးထပ်ပြီးတော့ပို့နေဦးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘောရာကစခင်ထပ်လိုက်ရှင်တော့ထပ်ပြီးတော့ like လို့ရသေးတယ်။ဒီ event က join ကို join တဲ့ event တစ်ခုဖြစ်ပြီးတော့နောက်တစ်ချိန်ပြန်လာဖို့ဆိုတာလည်းမသေးကြတဲ့အတွက်ကြောင့်မို့လို့ခုလိုမျိုးလွယ်လွယ်ကူရထားတော့မှာပုံစံထားဖို့အတွက်အကြံပေးခြင်းပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအခုဒီအဆုံးအောင်ကြည့်ပြီးရတဲ့အကြောင်းမို့လို့ကျေးဇူးအများကြီးတင်ပါတယ်။ ခေါ်တာတို့အားလုံးလည်းနောက်တို့ဤဘက်မှာကိုလိုချင်တဲ့စကင်အများဆုံးရပါစေလို့ဆုတောင်းရင်းနဲ့ See you in next video ပေါ်တာတို့